ကချင်ပြည်ဖက်ကန့်ကိုစစ်ကောင်စီစစ်ကြောင်းတွေရောက်သွားပြီးတဲ့နောက်မှာတော့တိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေပါတယ်။ဖက်ကန့်မြို့နယ်တဲမှာတိုက်ပွဲတွေဖြစ်လာနေတယ်လို့စစ်ရဟယင်တွေကလည်းပြန်ဝဲနေတာတွေရှိလာတဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ မေလ9ရက်နေ့ဒီနေ့မနက်ပိုင်းမှာတော့ဒီဖကံမျိုးနယ်တဲကမစုပြန်တဲ့စံဃာဘက်ကနေထွက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာလက်နက်ကြီးတန်းလက်နက်ငယ်တန်းတွေဇက်တိုက်ကြားနေရပြီးတိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြတာလို့ဆိုပါတယ်။မနေ့ကဆိုလို့ရှိရင်လည်းဒီစစ်ရဟယင်တစည်းကဖကံမှာရှိတဲ့ဒီတပ်မကုန်းမှာဆင်းဖို့လုံလာတဲ့အချိန်နောက် က်တစည်းကတော့ပပတ်လေကိုပြက်ခတ်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့ရဟတ်ယင်တွေကိုတော့ဒီ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကနေပြန်ပြီးတော့ပြက်ခတ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါအပြင်မနေ့ကဆိုလို့ရှိရင်ဖက်ကမှာရှိတဲ့ဒီကြောက်စိမ့်လုတ်ကွက်ကုမ္ပဏီဝင်းနှစ်ခုတည်းကိုစစ်ကောင်စီတပ်သားတွေကဝင်လာပြီးတော့မိရှုဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။